အားလုံးမင်္ဂလာပါကျွန်တော်တို့ football live ရဲ့ season ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သော နေ့ရက်တစ်နေ့ဖြစ်ပါစေလို့ဒီနေ့ ြန်လဲပြီးစတူမောတောင်းပေးလိုက်ပါတယ်အဲ့တော့ဒါကျွန်တော်တို့ဒီနေ့မှာဒါကျွန်တော် breaking news တွေစတိုက်ပြီးကျွန်တော်အပြောင်းရွှေ့နဲ့ပတ်သက်ပြီးတက်နေတယ်အဲ့ဒီနေ့ breaking news မှာတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အပြောင်းရွှေ့အကြောင်းလေးကျွန်တော်နည်းနည်းလေးတင်ဆက်ပေးချင်တာဖြစ်ပါတယ်အဲ့ဒီအပြောင်းရွှေ့အကြောင်းကကျွန်တဲ့အပြောင်းရွှေ့အကြောင်းတော့မဟုတ်ဘူးဒါလက်ရှိမှာဒါ liverpool ရဲ့အပြောင်းရွှေ့အကြောင်းဖြစ်တယ် liverpool အသင်းရဲ့အခုလက်ရှိမှာဒါမကြခင်မှာဒါ here we go ဖြစ်တော့မယ်ဆိုပြီးတော့ fabrizio romano ကသူ့ရဲ့ twitter မှာတင်ခဲ့တယ်ဒီအပြောင်းရွှေ့နဲ့ပတ်သက်ပြီးဒါ milo krakes ရဲ့အပြောင်းရွှေ့မှာ liverpool အသင်းက here we go ဖြစ်တော့မှာမဟုတ်ပေမဲ့ဒါ florian Damian Rice ရဲ့အပြောင်းအရွှေ့မှာလည်းမကြခင် Hugh Wiggins ဖြစ်ဖို့အတွက်ဒါ Florio Pavicio Romano ကသူမျှော်လင့်တယ်ဆိုပြီးရေးသားထားခဲ့တာတွေ့ရမှာအဲ့တော့ လီဗာပူးအသင်းနဲ့ခုလက်ရှိမှာဒါဒုတိယမြောက်ကမ်းလှမ်းမှုဖြစ်တဲ့ပေါင်190တန်ယူရိုတန်130ခုဒါကျွန်တော်တို့ညှင်းပယ်ခဲ့ပြီးနောက်မှာတတိယအကြိမ်မြောက်ဒါကျွန်တော်လီဗာပူးအသင်းကဒါကမ်းလှမ်းမှုအနည်းနဲ့ဆက်လက်ပြီးလုပ်ခဲ့တယ်ဒါပေမဲ့ဒီနေ့မှာလီဗာပူးအသင်းကမ်းလှမ်းမှုကဒါကျွန်တော်အများကြီးပြောင်းလဲမှုတော့မရှိဘူးဒါပေမဲ့တော့ကျွန်တော်ဒါမသိသေးတဲ့ဥစ္စာကဒါ bonus structure ဘာညာပြောင်းတာလား fixed fee ဘာညာပြောင်းတာလားဒီဒီကမသိပေမဲ့လီဗာပူးအသင်းနဲ့ဒါနောက်ဆုံးအကြိမ်ပေါ့နော်ဒီထက်ပိုပြီးတော့သူတို့အနေနဲ့ထပ်တိုးပြီးဖို့ season မရှိတော့ဘူးနောက်ဆုံးအကြိမ်ဒါကျွန်တော်တို့ Florian Risk ကိုကမ်းလှမ်းမှုပြုလုပ်ခဲ့လို့သိရတယ်မှာပါတယ် လီဗာကူဇင်တောင်းဆိုတဲ့ဈေးဖြစ်တဲ့ယူရိုတန်150ဒါကျွန်တော်တို့ယူ350ကျွန်တော်ပေါင်နဲ့တွက်လိုက်မယ်ဆိုရင် โอเคယူတန်150ပေါင်နဲ့တွက်လိုက်မယ်ဆိုရင်တော့ပေါင်တန်126တန်းကိုလီဗာပူးအသင်းကပေးချေလူဘူးတွေလက်ရှိမှာလုံးဝစီစဉ်မရှိတဲ့ပုံစံဖြစ်သွားတယ်။အဲ့တော့ဒါကျွန်တော်အခုလက်ရှိဒီမင်းညကကန်လန်းမှုကနောက်ဆုံးအေးမင်းညမင်းညဒီနေ့မနေ့အစောပိုင်းကန်လန်းမှုကနောက်ဆုံးကန်လန်းမှုတစ်ခုဖြစ်ခဲ့ပြီဆိုပြီးလက်ရှိမှာဒါကျွန်တော်တို့ဘောလုံးချဲလစ်စတင်ထဏတွေတော့ရှော့တင်တင်ဆက်ခဲ့တယ်ပေါ့နော်။အဲ့တော့ဒါနောက်ဆုံးကန်လန်းမှုကဘယ်ဈေးလဲလီဗာပူးအသင်းကကျွန်တော်သိကြတယ်မယ်ဒုတိယမြောက်ကန်လန်းမှုကပေါင်109တန်းဖြစ်ခဲ့ပြီဒါကျွန်တော်တို့ယူရိုတန်း တရားနဲ့ဟိုရိုတန်း130ပတ်ချလဲဝိညာဉ်ညာကန့်လန့်ခဲ့တယ်ဒါပြောမှဆိုတကယ်ကိုစံချိန်တွေပြောင်းရွှေ့ကြည့်ဖြစ်ခဲ့တယ်ဒါပေမဲ့လေဘဘူးတင်းကဒါ110 109တန်းကနေပြီးတော့ဒါကျွန်တော်၄တန်းပို့ပေးပြီးတော့ဒါပေါင်113တန်းကန့်လန့်ခဲ့ပြီးတော့ဒါကျွန်တော် total အပြည့်ပြန်ကြွက်ကြည့်မယ်ဆိုရင်ဒါကျွန်တော်ယူရို135တန်းဖြစ်သွားခဲ့တယ်ပြောချင်တာဒါယူရို5တန်းပို့ပြီးတော့ဒါကျွန်တော်တရားဝင်ကန့်လန့်ခဲ့တဲ့သဘောမှရှိတယ်အဲ့တော့ပြောချင်တာကလေဘဘူးတင်းနေနဲ့လက်ရှိအနေထားရဒါ Liverpool အသင်းလူချင်းနဲ့ပေါင်105ဆိုယူရို150ကို Liverpool တင်းကလုံးဝပေးဖို့အစီအစဉ်မရှိဘူးသူတို့ရဲ့ ် final press တော့135တန်းဖြစ်တယ်ဒါပေမဲ့ကျွန်တော်ဒါ Fabrizio Romano ရဲ့ Twitter ရဲ့ tweet ကိုဖတ်ဖတ်ပုံရဆိုရင်တော့ဒီကန်လန်မှုကိုတော့ Leverkusen နေနဲ့အလေးနက်ထားစဉ်းစားသွားပြီးတော့ရောင်းချဖို့အတွက်လည်းစဉ်းစားသွားနိုင်တယ်ဆိုတဲ့တင်ထွက်ပေါ်လာခဲ့တယ်။ဘာကြောင့်လဲအကယ်၍သာခုနက Leverkusen နေနဲ့ဒီကစားသမားကိုဒီစည်းနဲ့ဒီနှစ်မှာဒါမရောင်းချခဲ့ဘူးဆိုရင်တော့တကစားသမားနေလာမယ့်နှစ်မှာဒါမသေးကြ Uncertainty နေနဲ့ပို့ပြီးတော့ဈေးကျသွားမှာဆိုရတဲ့ကြောင့်တို့နေ Sense ရောင်းဖို့အတွက်စဉ်းစားကြရဲ။အဲ့တော့ ဒါလီဗာပူးအသင်းအတွက်လည်းဒါကြောင့်စံချိန်တင်ပြောင်းရွှေ့ခြင်းတစ်ခုဖြစ်လာမှာလို့ပရီးမီးယားလိဂ်အတွက်လည်းစံချိန်တင်ပြောင်းရွှေ့ခြင်းများတစ်ခုဖြစ်လာမှာကျွန်တော်တို့ချက်တော့စောင့်ကြည့်ရမယ်အဲ့တော့လီဗာပူးကသူတို့လို့သူတို့လို့ပြီးဒါကျွန်တော်တို့နောက်ဆုံးကန်လန့်မှုတစ်ခုအနေနဲ့စတင်ပြီးတော့ကန်လန့်ခဲ့ပြီလီဗာကူစင်အနေနဲ့ဒီကန်လန့်မှုကိုအခုချိန်မှာ yes or no တော့မပြောသေးဘူးဒါကျွန်တော်လက်ရှိမှာဒါ tier 1ပေါ့နော်တချို့ကျကျွန်တော်ဒါငင်းကြဟာ tier 2 tier ကျွန်တော်ပြောတဲ့ source ကကျွန်တော်လက်ရှိမှာဒီလိုမျိုး finalize offer တွေကိုကျွန်တော်ပြောတဲ့ tier 1ကပြောတယ်ဒါလက်ခံလိုက်ပြီးတော့ဘာလို့သတင်းကြား tier 3 tier 4ကျွန်တော်နောက်ကထည့်ပြောတာရှိတယ်အမျိုးမျိုးပြောတာရှိတယ်ဒါခုနကပြောတဲ့တချို့ကြတာကိုနားလည်ဖို့လိုတယ်ကွနော်အဲ့တော့ဒီကြိမ်ကြားတက်မှာခင်ဗျားတို့ကဒါနောက်ကြား ကျွန်တော်နောက်ကြရဲဆိုတော့ကျွန်တော်ဒါသတင်းဌာန၄ခု၆ခုလောက်ကျွန်တော်ယူပြီးမှကျွန်တော်ပြောရကြအောင်ကျွန်တော်သူများတွေတော့နည်းနည်းနောက်ကြရဲဒါခုနကပြောလို့ပဲဒီမှာ tier 4 tier 5ရဲ့ force hope ကြီးကိုကြည့်ပြီးတာဒီဇိုင်း tier 1သတင်းဌာနအမှန်ကန်တဲ့သတင်းဌာနပို့လို့တာပို့မကောင်းဘူးလောက်ကျွန်တော်နည်းမြင်ချင်တယ်အဲ့တော့ဒါပါလက်ရှိမှာဒါကျွန်တော်နောက်မှပြောမယ်အဲ့တော့လက်ရှိအနေထားရတာကျွန်တော်တို့အဲလီဗာပူးတင်းကဒါဒီတိုင်းဆိုရင်တော့လီဗာကူဆင်ရဲ့ဒါကျွန်တော်ကွင်းလေကစားသမားဖြစ်တယ်ဖလော်ရီယန်ရစ်ကိုရဖို့အတွက်တေချာတော့ဒင်းဒီရှိသွားပြီဆိုတဲ့တဲ့ရင်ထွက်လာခဲ့ဒါပေမဲ့အခုလက်ရှိမှာဘောနော်ဒါကြားရတဲ့တဲ့ရင်ကြီးအရဆိုရင် Florian Ridge ရဲ့လုခလာဆိုတာတော်တော်လေးကိုကြီးမားတယ်ဆိုတဲ့ကောလာဟာလိုက်ဆိုတာဒါမှမမမသိခုနပြောတော့ပဲ TF4 DF5 ဘက်ကနေတရင်ထွက်တာတွေ့ရမယ်အဲ့တော့ Florian Ridge နဲ့ Liverpool တင်းက9နဲ့ plus 2နှစ်ဒါထောက်ကနေအခုလက်ရှိမှာနာမည်ကြီးနေတဲ့စာချုပ်တက်တန်းရပဲချုပ်မယ်သူစစတော့မပြောင်းလဲခြင်းမရှိဘူးဒါပေမဲ့ Florian Ridge ရဲ့လုခလာဆိုတာတော်တော်လေးကိုများတယ်လို့သိရတယ်ဒါမှပါတယ်တပတ်လုခလာဆိုတာဒါကျွန်တော်တို့ Euro 4သိန်း2500ပေးရမှာဖြစ်ပြီးတော့ Pound တော့မှဆိုပေါင်3သိန်း9000ပတ်ချာလဲဝင်ငွေချလောက်ရှိတယ်လို့သိရတယ်ဒါမှပါပြောချင်တာလက်ရှိမှာဒါကျွန်တော်တို့ Liverpool တင်းက Mo Salah ရနေတဲ့လာစာနီးနီးကိုဖြစ်သွားတယ်အဲ့တော့ပြောချင်တာက က်ရှိမှာကျွန်တော်သိတာ Virgin Van Dyke ကနည်းနည်းလေးပိုများမယ် Virgin Van Dyke ကခုလက်ရှိမှာ3သိန်းခွဲ4သိန်းကြားပတ်ချလေရရတယ်အဲ့တော့ပြောချင်တာ Virgin Van Dyke ကိုနီနီရတော့ပေါ့အဲ့တော့ Florian Risk ကဒါကျွန်တော် Liverpool အသင်းရဲ့ဒီနှစ်ဒါဒီနောက်ပိုင်းမှာဒါကျွန်တော်လောက်ခတာအများဆုံးတော့ကစားသမားရဲ့တယောက်ဖြစ်လာမယ်ပေါ့အဲ့တော့ဒါကျွန်တော်တင်တဲ့ Salah ဒါ Florian Risk ဒါကျွန်တော်တို့ Virgin Van Dyke ကစာချုပ်တက်တန်းရဟောဒါကျွန်တော်တို့လက်ရှိဆိုစာချုပ်စာချုပ် အကြဒါကျွန်တော်လက်ရှိလစ်ဗာပူးတင်းမှာဒါလောက်ခလာစာဈေးကြီးဆုံးကစားသမားကြီးဖြစ်လာမယ်လို့ပြင်အဲ့တော့လစ်ဗာပူးတင်းကဒါကျွန်တော်တို့ဒါကျွန်တော်ထင်တာပေါ့နော်လုံးဝဒီကစားသမားကိုလုံးဝပုံအော်ချလိုက်ပြီလို့မြင်နေဒါပေမဲ့လစ်ဗာပူးတင်းဒီနောက်ပိုင်းမှာကြည့်မဒါဝင်နူးနဲ့သကောင်းလွင်ပေါ့နော်ဒါပြောရမယ်ဆိုရင်ဒါကျွန်တော်တို့ငွေကြေးအများကြီးတုံပြီးခေါ်ရတဲ့ကစားသမားကြီးတွေမှာအကုန်လုံးနိနိမစိုးဘူးလို့ပြောလို့ရတယ်ဒါကျွန်တော်တို့ဒါနောက်ဆုံးခေါ်ခဲ့လူးဝစ်စီယာဆိုပါတော့ဒါလူးဝစ်စီယာဆိုအများကြီးတော့မဟုတ်ပါဘူးပေါင်တန်း90ယူရို1000နဲ့1060ကျော်ခေါ်ရတဲ့ကစားသမားကြီးအကုန်ကောင်းခဲ့တယ်ပဲဒါဝင်နူးနဲ့သကောင်းလွင်လစ်ဗာပူးအသင်းဒါကျွန်တော်တို့ management ကခေါ်ခဲ့တဲ့ကစားသမားတော်တော်များမစိုးဘူးတော်တော်လေးကို ဲ့တော့လီဗာပူးအသင်းရဲ့ဒီဒီကစားသမားရောလက်ရှိမှာ statement ဆိုင်ငံတခုသူတို့လုပ်ပြမာကီဆိုင်ငံပေါ့နော်ဒါလီဗာပူးအသင်းရဲ့ဒါကျွန်တော်တို့လက်ရှိမလုတ်တာကြာဖြစ်တဲ့မာကီဆိုင်ငံကိုလီဗာပူးအသင်းလုတ်ပြတယ်တကယ်ကိုချောက်ခမန်းလီလီဈေးနေတယ်လီဗာပူးအသင်းလုတ်ပြနေတာဖြစ်တယ်ဒါပေမဲ့အဲ့ဒါကိုတော့ချေကျူတယ်ဗျာတော့တောက်လျှောက်ဒါဝေဖန်ခဲ့ပြီးနောက်ပိုင်းဒီနေရာမှာသူတို့နေရာ၃တင်၃ထိုင်တာသူတို့သိတယ်နောက်နေ့ကျရင်သူတို့ City တို့ဒါ Arsenal တို့အကြီးဆုံးပြန်လာမယ်ဆိုသူတို့သိတယ်ဒါကြောင့်မို့သူတို့အနေနဲ့ we are ready ဆိုတဲ့ပုံစံမျိုးကိုလီဗာပူးအသင်းပြဖို့အတွက်ကြိုးစားတယ် Frank Baum ကိုလည်းမြန်မြန်ဆန်ခေါ်တယ်အခုလက်ရှိမှာဒါကျွန်တော်တို့ Florian Risk ကိုလည်းဒါစံချိန်လင်းပြောင်းရွှေ့ကြေးတွေပေးဖို့ကြိုးစားနေတယ်ပြီး လိုကရာကက်စ်ကိုလည်းတစ်ချိန်တည်းမှာခေါ်ဖို့အဲ့တော့ပြဿနာကြည့်အောင်လက်ရှိမှာ Liverpool ဒီစပန်နင်ကိုကြည့်အောင် Florian Wirtz အပြောင်းအရွှေ့က Liverpool ဒင်းက Euro 35သန်း40သုံးနာပြီးပြီးပါကျွန်တော်တို့ဒါကျွန်တော်မြင်တာပေါ့နော်မီလိုကရာကက်ဆယ်ယူရို45သန်းလောက်ပါပဲ။ပေါင်သန်း30 35နဲ့ညှိသွားမယ်လို့မြင်နေ။အဲ့တော့အဲ့ခုနပေါ့သူပဲ လက်ရှိလီဗာပူးအသင်းရဲ့ transfer strategy မှာအားလုံးပဲပေါင်သန်း200ကျော်ဖြစ်သွားပြီလို့ပြောလို့ရတယ်အဲ့တော့ဘယ်လိုပဲပြောလီဗာပူးအသင်းရဲ့လက်ရှိအပြောင်းရွှေ့တော့ကတော်တော်လေးကိုဒါ Michael Edward တို့အုပ်စုဒါ Richard Hughes တို့အုပ်စုဒါ Everett တို့အုပ်စုငွေသုံးတယ်လို့ပြောရမယ်အဲ့တော့ Everett ကိုတသက်လုံးကျတော့ found ထူလာခဲ့တယ်မြတ် D transfer ရာသီမှာမဆိုးဘူးဘာလို့လဲဆိုတော့ ခါတိုင်းဆိုတာကျွန်တော်မမေ့ရဗန်ဒိုက်တို့ကျွန်တော်ဒါအလစန်တို့ခက်မှာတော့မှဒါကော်တီညိုရောင်းတဲ့ပတ်စံဒီကစားသမားတွေပြန်ခေါ်တယ်ဆိုတော့ဒါကျွန်တော်ပြောလို့ရရင်ဒီနှစ်မှာလေဘဘူးတင်ကဘာကစားသမားအယောင်မှမရှိဘူးဒါရှိတော့ဘူးလားပေါ့ဆိုတော့ကျွန်တော်တိတော့အလစန်အာနူက၁၀တန်းရတယ်ကျွန်တော်ဒါကာလေဟာကစီက၁၈တန်းရတယ်အဲ့ဒီနောက်ပိုင်းကလေဘဘူးတင်ဘာမှတည်တည်ချီတာမရသေးဘူးအဲ့တော့ပြောချင်တာကတကယ်ကိုလေဘဘူးတင်ကကိုယ်ရေးဆိုင်ပြီးကိုယ်ကစားကိုယ်ရေးဆိုင်တယ်တော့ဘယ်မှအသင်းရဲ့ပတ်စံနဲ့တည်တည်ချီချာလူဝဲတာကဒီနှစ်မှာတည်တည်ချာမြင်မှုတော့တကယ်ကိုပြောင်းလဲမှုတွေမြင်လာခဲ့ရပြီလားဒါတွေကိုမေးရမယ်တော့ဘာလို့ပြောလေဘဘူးတင်တော့ဒါကျွန်တော်ဂုံယူစရာကောင်းတဲ့ ဲ့ movement လို့ကျွန်တော်အနေနဲ့မြင်တယ်လီဗာပူးသင်းနဲ့တာတကယ်ကိုငွေသုံးပြီး city လို့လို့သင်းမျိုးနဲ့ရှင်ပြီးတော့ငါတို့လည်းငွေသုံးရင်ဘယ်လောက်ထိကောင်းနိုင်မလဲဆိုရယ် limitation တခုပြောချင်တာဗျကျွန်တော်ဟိုကကြည့်ဘူးလေဗလားနာရူတိုရှီပူဒါမဟုတ်နာရူတိုအရင်ကြည့်ဘူးလားမသိကျွန်တော်ဒါလီဗာပူးပြိတိုက်တယ်အဲ့တော့ rock league နဲ့ကားနဲ့ခြားတဲ့အချိန်မှာ rock league ရဲ့ခြေထောက်မှာကျွန်တော်ဒါ weight လုံးနေထားရတယ်အဲ့လက်ရှိမှာလီဗာပူးကအခုလာကျွန်တော် rock league ရတော့ဒါဂါရာကကျွန်တော် manchester city ထားမယ်ဆို rock league နဲ့ဂါရာကျွန်တော်သူ့အဲ weight လုံးကြီးတွေဆွဲထားတယ်ဒါပေမဲ့ ပြောလဲပြီးလဲပြီးအဲ့ဝေတုံးကိုဆွဲချတယ်မှာ broccoli ရဲ့ဆောင်းအောင်ညံ့သွားအဲ့လိုပုံစံမျိုးပေါ့လက်ရှိမှာကျွန်တော်တို့ဒါ liverpool တင်က rockly လိုပဲအဲ့ဟို limitation ဆိုတဲ့ဝေတုံးကြီးကဆွဲထားတယ်အခုလက်ရှိမှာအဲ့ဝေတုံးကိုလွတ်ချလိုက်တဲ့ချက်မှာတကယ်လည်းအုတ် liverpool တင်ငွေတုံးလိုက်ရင်ဘလို့ဖြစ်နာနိုင်မလဲဆိုတော့ဒါကျွန်တော်တို့အာ limitation တခု liverpool တင်ပြတော့မယ်အဲ့တော့ကျွန်တော်တို့ excited ဖြစ်တယ်မနိုင်ပြောမယ် florian rich ကနေပေါ့ဟာတချို့ကြဈေးမြတ်ကျွန်တော်ခဲ liverpool တင်ပြစ်သက်တွေဒီဒါပေါ့ fg ဘယ်လောက်ဒီ cassie ကုတ်တာခိုင်းလဲအကုန်လုံးသိပြီးသားမနစ်ကတက်နေလုံးလဲလူမွေပေးခဲ့ဘူး ဟုတ်တယ်ဟုတ်အဲ့တော့လက်ရှိဒီနှစ်မှာအာနီစတော့ကိုတကယ် invest လုပ်ပြီးသိပြီဒါမနေ့ကစောင်းရသေးလဲမွဲခဲဘူးနွေရသေးလဲဒါခေးဆက်တက်ကောင်မလို့အခုလက်ရှိမှာဟာသာပြောခေးဆက်ကအခုလက်ရှိမှာ AC Milan ကိုတော့ပြန်ပြောင်းဖို့အတွက်ဒါရေဘန်းစားနေဆိုတဲ့ထွက်လာဒါပါပြောနေတဲ့အိပဲဒါပဲအဲ့တော့နှစ်နှစ်စာကိုတစ်နှစ်ဝယ်ပြီးတယ်ဆိုရင်တော့တန်နေပြားသေးလားအဲ့တော့ဘယ်လိုပဲပြော Liverpool သိနေ Florian Rich ရဲ့အပြောင်းအရွှေ့ရပါမယ်ဆိုရင်တော့ ရှက်ဖ်ကက်ဖြစ်သွားမယ်လို့မြင်ကျွန်တော်ဘလူးတွေပါကျွန်တော်သိပ်ပြီးဂိမ်းဆက်ပါဆိုတော့လီဗာပူးတင်တဲ့ဒီအပြောင်းရွှေ့ကလီဗာပူးတင်တဲ့အင်မတန်မှ benefit ဖြစ်နိုင်တဲ့အပြောင်းရွှေ့တစ်ခုလို့ကျွန်တော်အနေနဲ့မြင်တယ်အမှန်တကယ်ဆိုတော့ Florian Risk ကိုလီဗာပူးတင်မှလိုမယ်တော့မတင်တိုင်းမဲ့ရရင်တော့ဆောင်ရမ်းကောင်းသွားမယ်လို့ပို့ပြီးတော့မြင်မိတယ်မှာအဲ့တော့ Florian Risk ကိုဒါကျွန်တော်လီဗာပူးတင်နောက်ဆုံးအကြိမ်မြောက်တာ133သန်းပေါင်ယူရို135သန်းနေတာကျွန်တော်တရဝင်ကန်လန့်ကိဖြစ်တယ်လီဗာကူစင်ကလည်းဒါကိုလက်ခံဖို့အတွက်အချိန်ကြီးကောင်းနေတယ်ဆိုရဲသတင်းတွေတောက်လျှောက်ထွက်ပေါ်နေတာဖြစ်တယ်ဆိုပြီးတော့ Fabrizio Romano ကသူ့ရဲ့ podcast မှာပြောခဲ့တာကိုဒါ Twitter မှာရေးခဲ့တာကိုတွေ့ရ Instagram အဲ့တော့မကြခင်မှာ Florian Risk နဲ့အပြောင်းရွှေ့နေပတ်သက်ပြီးတော့ Liverpool အသင်း Here we go တော့မှာလားလောက်ပါပဲတော့ကြည့်ရပါဘူးအဲ့တော့ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ DB4U တို့မှာကျင်းလို့ဆိုတာပေါအောင်ကူညီလို့ရပါတယ်မြန်မာပြည်လက်ကလပ်မမေ့ကြပါနဲ့အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ DB4U တို့ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်များစွာကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးပြီးကျွန်တော်အားပေးလို့ရပါတယ် မြမိုင်လက်ကလစ်ဖို့မမေ့ကြပါနဲ့။မြမ်းမြကလစ်မှာမေမေနိုင်အောင်ဖြစ်ပါတယ်။အာလုံးမကျူတမိုင်အကောင်းမွန်တော့နေနေဖြစ်ပါဆိုဆုမွန်ကောင်တောင်းပင်းနဲ့ကျွန်တော်တို့ကိုယူပါအောင်ဗျ။အာလုံးမကျူတမိုင်မြမိုင်လက်ကလစ်ပြကြအောင်ဗျ။မြမ်းမြကလစ်မှာမေမေနိုင်မှာဖြစ်ပါတယ်။ကျွန်တော်တို့ကိုယူပါအောင်။ Dave up ပါ။